အော့စဘတ်ကိုအခက်ခဲမရှိအနိုင်ရမယ့်ဒေါ်မွန်ဖုံးတော်မင်းအမှတ်လိုအပ်ချက်တွေအတွက်အစွမ်းကုန်ယုံမယ့်ဂီရိုနာဒုက္ခဆူဂျက်တမိုးမရှိတဲ့အမှတ်ပေးစရာဥဆောင်သူကိုဗင်ထရီဇေကြီးမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါညီကိုရီအားလုံးလည်းမင်္ဂလာပါပလေးမေကာဂျာနေကနေပြန်လဲကြိုဆိုပါရယ်ဂိမ်းပြင်ကြားနားဆင်သူညီကိုရီလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တောက်ကြညာအတွက်ပွဲစဉ်ပွဲကျူ၃၀ချက်၃ပွဲကို ကလောင်ရှင်3ရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကတော့ဂျာမန်ဘွန်းတက်လီကပွဲစဉ်ကိုပွဲကျူသုံးသက်ချက်တွေကတပွဲဖြစ်ပါတယ်တောက်ကြညမှာရှိတဲ့အော့စပက်နဲ့ဒေါ်မွန်တို့ရဲ့ညနှစ်နာရီပွဲစဉ်ပါတန်းစင်းဆုံးကက်လျက်ကအော့စပက်ဟာနောက်ဆုံးအင်ကွင်းပွဲမှာလစ်ဇစ်ကိုဂိုးဓာစင်ဝက်နဲ့ရှုံးခဲ့တဲ့အသင်းမျိုးပါဒေါ်မွန်ကတော့တရာဒီလုံးမှာဥဆောင်သူဘိုင်ယန်နဲ့တပွဲပဲရှုံးပါသေးတယ်ဒါပြင်ဒေါ်မွန်ဟာနောက်ဆုံးအဝေးဝင်း၄ပွဲမှာလည်း၃ပွဲနိုင်ထားခဲ့ပါတယ် ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ပြည်သက်လို့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။တောက်ကြညမှာရှိတဲ့စပိန်လာလီဂါပွဲစဉ်ပွဲချိုသုံးသက်ချက်အနည်းငယ်ကတော့ကလောင်ရှင်ဒုက္ခဆိုတဲ့သုံးသက်ချက်တွေနားဆင်ရမှာဖြစ်ပါတယ်။ဂီတာဗေးနဲ့ဂီရိုနာည2နာရီ30ပါ။ဇီယားလေကဂီတာဗေးဟာဒီယာဒီလာလီဂါအိမ်ကွင်း၄ပွဲမှာနိုင်ပွဲတစ်ပွဲသာရှိထားခဲ့ပါတယ်။ဂီရိုနာကတော့ဇီယားအောက်ချီကဆိုပေမဲ့အစွမ်းကုန်ကစားနေပြီးနောက်ဆုံးလာလီဂါ၅ပွဲမှာဆိုရင်ဘာစီလိုနာနဲ့တပွဲပဲရှုံးခဲ့ပါတယ်။ ခုချိန်မှာအမှတ်လိုအပ်ချက်ကလည်းဂီရိုနာအတွက်အတော်လေးကြီးမားနေတဲ့ပုံစံပါ။ဒါကြောင့်အင်ရှင်ကဂီတာဘေးဆိုပေမဲ့ဧည့်သည်အနေနဲ့အားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်ကတော့အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်ပွဲချူသုံးသပ်ချက်အနေနဲ့ကလောင်ရှင်ဇေယီရဲ့သုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။ရက်ဆမ်နဲ့ကိုဗင်ထရီည2နာရီ30ပါ။လက်ရှိရလပိုင်းမတည်ငြိမ်တဲ့တန်တက်ရက်ဆမ်မှာအင်အားပြက်တနာတွေများပြားနေပါတယ်။ကိုဝင်ထရီကတော့6ပွဲဆက်အနိုင်ရောက်ဇယားထိတ်မှာ၃မှတ်ဖြတ်ပြီးဥဆောင်နေနိုင်ပါတယ်။ က်ရှိ Coventry က9သိန်းအားလဲကောင်းတဲ့ပုံစံမျိုးပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ Coventry နိုင်ပွဲဆက်မဲ့ပုံစံမျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker ကြာနေတာဆင်သူညီကိုရီတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တို့ Playmaker ရဲ့နောက်ဆုံးရပွဲကျူသုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့အတွက်လည်း Playmaker ရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။နောက်ဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။